မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမြော်အပေးနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာမေးရမှာပေါ့ဗျာနော်အတက်ကမလုပ်ဘူးလို့ဆိုတော့လဲဆန်းဆန်းတက်မှာလွတ်တော့လွတ်ရှာပါတယ်ဒါပေမဲ့မထီရောက်တာတွေအမ်ဘယ်ဟောမလို့ဆိုလို့ရှိရင်တစ်ဖက်ကလည်း ျွန်တော်တို့ကြီးကြီးမားမားပေါ့ပြန်ပြီးတော့နော်ဟိုတစ်ဖက်ကပို့ပြီးကြမ်းနေတာရှိတယ်အဲ့ဒီတော့ကြောင့်မို့ကျွန်တော်တို့လူကြမ်းကြီးကမကြမ်းဘူးလို့ဆိုတော့လဲကြမ်းပါလားဒါပေမဲ့လဲတစ်ဖက်ကတနခါမပြတ်ဘူးဖြစ်နေတယ်အဲ့ဒီတော့ကြောင့်မို့လို့အဲစီစီရတဲ့ထင်းတွေကိုကျွန်တော်နေနဲ့ပြောခဲ့ရတာပြောတာပေါ့နော်တော်တော်ကြီးခက်ခဲရတဲ့အခြေအနေရှိပါလေဒီနေ့ပဲအခြေအနေတွေအရန်ကောင်းတယ်ဗျာနော်ဒါပေမဲ့နောက်ဘက်လောက်နေလို့ရှိရင်အပေါက်ခရရဖြစ်ကုန် အဲ့ဒါကျွန်တော်တို့တခါချင်စဉ်းစားခက်တယ်ဘယ်ကောင်မဆိုလဲအခြေအနေတစ်ခုကနှိမ့်ချနေပြီเนาะအခြေအနေတစ်ခုကလိုအပ်နေပြီဟိဆိုရင်ကျွန်တော်အနေနဲ့ဒါစေရေးသတင်းရာတွေမှာကျွန်တော်ပြောတယ်အပြောတဲ့အခါမှာပြောသလောက်လဲအထက်ကဆောင်ရွက်မှုတွေတိတ်ကောင်းတယ်เนาะဟိုဘယ်ကောင်မဆိုရှင်ကျွန်တော်တိထားများတွေပြောတယ်အဲလူတွေကြားသိအောင်ကျွန်တော်ပြောတယ်ပေါ့နော်ကျွန်တော်ဟိုနားထောင်နေတဲ့သူတွေထဲမှာအလွာပေါင်းဆုံးအဲရှိကြပါတယ်အားလုံးပေါ့เนาะဟိုစေရေးသတင်းယူနေတဲ့သူတွေရှိနိုင်တယ် အဲတချို့ဒါစိတ်ဝင်စားလို့ကြည့်ရတူလည်းရှိနိုင်တယ်ပေါ့အဲ့တော့အားကြောင့်မို့လဲကျွန်တော်ကအဓိကကျွန်တော်ဘလူးနဲ့မှာဘာဆက်တယ်မှမရှိပါဘူးเนาะဒီစီစီရဘာပုံမှုဘူးချုပ်ဘာလို့ဘာဆိုဘာမှကျွန်တော်မသိပါဘူးအတိတ်လည်းသိနေမသိပါဘူးเนาะအဲ့တော့ပါတယ်လည်းပဲကျွန်တော်ဟိုကြီးရှိနေတဲ့သူတွေထဲမှာเนาะပြည်သူတိမယ်ဗျာပြည်သူတိမယ်ပြည်သူထဲမှာအကောင်လုံးနဲ့ပါကြမှာ ပြည်သူဆိုတာစစ်သားလည်းပြည်သူပဲ PD လည်းပြည်သူပဲเนาะအရသားလည်းပြည်သူပါအားလုံးပြည်သူပဲအဲ့တော့ ကျွန်တော်ကပြောလိုက်တယ်ပြောလိုက်သည့်လျောက်လည်းအဲတိုက်ပွဲတွေပေါ့နော်တိုက်ပွဲတွေဒါဖြစ်နေတဲ့နေရာတွေမှာဒါအားလုံးသိသွားတယ်အာယံဆိုင်မှုတွေဆောင်ရွက်ကြတာစေချင်နေတယ်ကောင်းလာတယ်ကောင်းလာသည့်လျောက်ဒါပေမဲ့ရှက်နေငကြပြောင်းပြန်ပြတ်ဖြစ်သွားသိလားတော်တော်လေးနားလည်ခက်ပါတယ်အဲ့တော့အထက်ကဖျဲသီးလားအောက်ကဖျဲသီးလားဘဲကဖျဲသီးလဲဘာသီးတွေညာသီးတွေဆိုတော့ကျွန်တော်အနေနဲ့နားလည်တော်တော်ခက်တဲ့အခြေအနေတွေရှိတယ်ဗောနော် အဲ့တော့အာကျွန်တော်အနေနဲ့လည်းဒါကိုဆက်လက်ပြီးတော့တူးဆောက်ကိုကြိုးစားတယ်နော်စီရေးဗျူဟာကခံမှန်းလို့ဆိုမရတာစစ်တပ်ကဘာလို့ကြကြနေတာလဲอืมရှေဘခံနေရပြီတဲ့မပြီးသေးခင်မှာအေးပေါ့နောက်ဆုံးတော့လည်းရှေဘရှေဘဖြစ်သွားမယ်လို့ကျွန်တော်တို့ကတော့ညှော်လင့်နေပေါ့နော်ဥပမာဖြင့်ညောင်ချိုးချင်နေပေါ့နော်ညောင်ချိုးချင်နေဆိုလို့ရှိရင်ကျွန်တော်ပုံမှန်လည်းပြောမယ်ကျွန်တော်ဒီပေါ့ဟိုစီရေးသတင်းတွေပြောတဲ့ခါမှာဒီနေ့ဒီရက် ီအချိန်ဒီကာလမှာဖြစ်တဲ့အရာကိုတိုက်ရိုက်ပြောတာပါเนาะအဲ့တော့ကြောင့်မို့လို့အချိန်နဲ့ကောင်းရင်ကောင်းလာသလိုဒီဖက်တဘုံနောက်ဆုံးသွားရင်ဆုတ်သွားသလိုကျွန်တော်အနေနဲ့ပြောတယ်အဲဒါမဲ့ကျွန်တော်ပြောရလို့ရှိရင်လေဟိုကျွန်တော်ပြောတဲ့အချိန်တည်းနဲ့ကောင်းတော့ကွတ်တီလို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်ပြောခဲ့ပါရနော်ခိုင်ဒုက္ခလူလိန်တရားဖြစ်ခဲ့တယ်ဒါအမှန်မဲ့မြေပြင်မှာသွားကြည့်လိုက်တကယ်ပဲဘာမှမကြသေးဘူးဘာမှမကြသေးဘူးတဲတဲလေးဖြစ်သွားတယ်အဲအဲ့ဒါလည်းအမှန်ပဲနော်အဲ့တော့ ဘယ်လိုခေါ်မလဲဆိုတော့အဲ့ဒီလူမျိုးအခြေအနေမှာပြူဟာမှုတည်းရောက်လာတယ်အဲကျွန်တော်နောက်ထပ်ထပ်ကြားသိရတာပေါ့နော်ပထမမပြူဟာမှုတွေဒါဘယ်လိုခေါ်မလဲဆိုရှင်အတိုက်ခံလိုက်တဲ့အတွက်ကြောင့်မလို့ကစင်မရဖြစ်သွားတယ်ညောင်ကျိုးခြေနေပေါ့ညောင်ကျိုးခြေနေလေးပဲကျွန်တော်အရင်ဆုံးဥပမာပေးပါမယ်အဲပထမပြူဟာမှုတွေကတောင်းကနေဖြစ်သွားတဲ့အခါမှာနောက်ထပ်ပြူဟာမှု၃ရောက်ရောက်လာတယ်ရောက်လာအချိန်မှာစစ်တိုက်တကယ်လည်းကောင်းပါလားနော်တကယ်လည်းအရေးချင်းရှိတယ်ရောက်လာချင်းမှာပဲ ပြန်စော်ထည့်လိုက်တာအေးအေးလေးစုပ်ပြတ်တက်ပြီးနောက်ဆုတ်သွားတယ်နော်အဲ့တော့နောက်ဆုတ်သွားရတယ်အနောက်ဆုတ်သွားတဲ့အချိန်မှာလုံးဝကျွန်တော်တို့ကအဲ့ချိန်မှာတွက်လိုက်ပြီဟာသွားပြီအေးအေးလုံးဝဒီညောင်ကျိုးကိုမရတော့ဘူးဆိုတော့ကျွန်တော်တွက်ချက်ထားပြီးသွားနော်အားကြောင့်ဆိုတော့တပုံးကလည်းနောက်ဆုတ်သွားပြီကိုတက်အင်အားတွေကအဲ့ချိန်မှာဖြည့်တာဆိုလို့ရှိရင်အဲကျွန်တော်ကြားသိရတဲ့အခြေအနေတွေပေါ့နော်အခြေအနေတွေရဆိုလို့ရှိရင် ဟာစစ်တီးတခါလဲ4ကားနေရောက်လာအများကြီးပဲစစ် reinforcement တွေပေါ့စစ်ကူတွေရောက်လာအများကြီးပဲအဲ့တော့နောက်တစ်ပတ်လောက်နေတဲ့ခါကျတော့တမျိုးတစ်ပုံပြန်ပြောင်းသွားအဲ့တော့ကျွန်တော်ဆက်လိုက်ပြီးတူးဆွားကြည့်ပါလားဘာကြောင့်လဲဆိုတဲ့ခါကျတော့စစ်တိုက်ကောင်းတဲ့ view ဟာမှု၃ယောက်ကိုချက်ချင်းလက်ငင်းနော်တပုံကထွက်ပြေးသွားပြီထွက်ပြေးသွားတဲ့အချိန်မှာအဲစစ်တိုက်ကောင်းတဲ့ view ဟာမှု၃ယောက်ကိုချက်ချင်းလက်ငင်းအပြောင်းလဲလုပ်လိုက်တယ်အပြောင်းလဲလုပ်ပြီးတော့နောက်ထပ်သူတို့ တင်မြင်တဲ့ဗျူဟာမှုကိုတင်လိုက်တယ်။တင်ပြီးတော့တိုက်တဲ့အခါမှာနောက်တစ်ပတ်ကျတော့တောင်းကြိုးကြအောင်။အဲ့တော့ဆိုလိုချင်တာကကျွန်တော်ဒီဇိုင်းနံပါတ်ဆောင်ကြည့်နေခဲ့တဲ့နေရာမှာဗျူဟာမှုတွေပထမဗျူဟာမှုတတုတ်ဒါဒုက္ခရောက်ဘယ်လိုခေါ်မလဲဆိုတော့ကစင်ကလေးရဖြစ်သွားတဲ့အချိန်မှာလဲလိုက်နော်လဲလိုက်တဲ့အချိန်မှာနောက်တက်လာတဲ့ဗျူဟာမှုကသိတ်ကောင်းတယ်စစ်တိုက်လည်းအရင်ကောင်းတယ်ကောင်းတဲ့အခါမှာတပုံကအနောက်ကိုလန်ထွက်သွားပြီအဲ့တော့လန်ထွက်သွားတဲ့အချိန်မှာအဲ့ဒီဗျူဟာမှုတွေဘာကြောင့်လဲပလိုက်တာလဲအဲ့တော့ စစ်တိုက်ကောင်းနဲ့စစ်နိုင်အိုက်ပြူဟာမှုတဏျာပို့ပလိုက်တယ်အဲ့တော့နောက်ထပ်သူတို့တင်တဲ့ပြူဟာမှုသစ်နဲ့အဲဘလို့ခေါ်မလဲဆိုတော့စစ်ဆက်တိုက်တဲ့အခါမှာတော့ညောင်ကျိုးကတပတ်လောက်အနေမှာကြာသွားတယ်အဲ့တော့ဒါကိုဘလို့ဘလို့မျိုးကျွန်တော်သုံးသပ်ကြမလဲဒါပြူဟာမှုတွေအလဲ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 အပြောင်းလဲလုပ်တာလေကျွန်တော်နောက်ပိုင်းကျတော့ပြန်ပြီးတော့အဲလေလာလေလာလေရတယ်သိရှိလာရတယ်ပေါ့ဗျာနော်အစစ်တမ်းမှာဆိုလိုချင်တာကအဲအဲ့ဒီဒါကိုဘာပြူဟာလို့ခေါ်မလဲ ဖယဲသီးချောင်းလားဖယဲသီးလို့လည်းကျွန်တော်တို့အလွယ်တကူပေါ့နော်သူတစ်ပါးကိုဒီစကားလုံးကြီးနဲ့မပစ်မပစ်ပေါက်ချင်ဘူးအဲ့တော့အဲ့တော့ကျွန်တော်ဆိုလိုချင်တာကဒီလိုမျိုးတစ်ဖက်တစ်ပုံကနောက်ဆုတ်သွားလောက်လမ်းထွက်သွားပြီလုံးဝညောင်ကျိုးကိုမရတော့ပါဘူးဆိုပြီးအေးအေးကိုယ်တိုင်ဝန်ခံတဲ့ပုံစံမျိုးတွေရှိလာတယ်နော်အဲ့လိုခေါ်မယ်အဲ့ဒီဒေတာတင်နေမှာပေါ့နော်ဒေတာအခြေအနေမှာကျွန်တော်ဆက်လက်ပြီးမြေပြင်တင်နေလို့လေ့လာခါမှာသူတို့နောက်တော့ဆော့ရတော့မှာ ဲ့တော့အေးအေးအနေနဲ့ကဟာတော်တော်လေးကိုနော်အေးအေးနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့အဲသတိကြည်ရမှာဆိုတော့ကျွန်တော်အကြောင်းမှန်ပြောတာမဟုတ်ဘူးနော်ဒီပေါ့အကုန်လုံးထဲမှာရစ်နွယ်ပြီးတော့နော်ရစ်နွယ်ပြီးတော့ဒီထောက်ပို့တွေပုံစံမျိုးတွေထိဖြစ်နေကြတယ်ရှိတယ်ကျွန်တော်တို့တက်မလို့ထဲမှာပေါ့နော်အဲ့ဒါကြောင့်မလို့ဒါကကျွန်တော်တက်မလို့မှာ တည်တည်ချာချာကိုစူးစမ်းရမယ့်အခြေအနေဖြစ်တယ်။ညောင်ကျိုးအခြေအနေဟာခင်ဗျားတို့ဒါရိုးရိုးရှင်းရှင်းလေးအဖြူနဲ့အမဲနှစ်ခုလည်းမဟုတ်ပါဘူး။ပို့ပြီးတော့နှဆိုင်နေပါသေးတယ်ခင်ဗျာနော်။အဲ့တော့အဲအရန်ကိုတည်တာလွန်နေစစ်တိုက်တက်တဲ့ပုံကိုကအောက်ဆုံးပိတ်ဖယ်ရှင်းဟိုဖယ်ထုတ်ခံရပြီးတော့စင်မတိုက်သူတို့တင်နေတဲ့နောက်တစ်ပြူဟောင်းမှုအလဲမှာတော့ဒါကလည်းညောင်ကျိုးကျသွားတယ်။ပထမညောင်ကျိုးကအေးရောင်နောက်ဆုတ်သွားတယ်။အဲ့တော့အဲ့ဒီအလဲလဲလောက်တာဘယ်သူလဲ။ ကစားထမှုကလဲတာလားဒါမှမဟုတ်ရှင်လဲဒီကျွန်တော်တို့ပြည်ပေါ့ကျွန်တော်ဒါဆက်ကခေါမလားအဲ့ဒီတောင်ပိုင်းခရိုင်ပေါ့နော်တောင်ပိုင်းအဲဒီပေါ့စတိုင်းမှုကလဲတာလားအဲဒါကျွန်တော်တို့ကသိကြတယ်ဘာကြောင့်မို့လို့နောင်ကျိုးကိုဒါမျိုးဖြစ်သွားစေတာလဲကျွန်တော်တုံးသက်ပြခဲ့ပါလေထောက်ပို့ကြောင်းလားဆိုတဲ့ခါကျတော့လေပြည်သူကထမင်းမှသွားကြွေးသေးတာနောင်ကျိုးမှတိုက်နေစစ်တီကြီးကိုလေထမင်းကြွေးတယ်ရိတ်ခါတွေသွားပို့ပေးတာ ရေလိုလို့ရှိရင်မိသက်ကားနဲ့ချက်ချင်းပို့ပေးတာတကယ်ရိတ်ခါကားကြီးဆိုတော့အောက်မှာဆင်းနဲ့ချလာပေးတာနော်လက်နဲ့ဆိုတော့လည်းဒီဒီကျွန်တော်တို့ special ရောက်တာလေချောင်းပစ်ကူဆိုလို့ရှိရင် special ရောက်တာနော်ထောက်ဖို့လမ်းကြောင်းတွေဖြစ်တဲ့ဒီပေါ့တခြားနေရာတွေဖြတ်တောက်လာဆိုတဲ့ခါကျတော့လေဟာဖြတ်တောက်မှုကောင်းပါတယ်ကျွန်တော်ကြည့်ပါတယ်နော်ကျွန်တော်တို့မြင်ပါတယ်မြင်လည်းမြင်ပါတယ်နောက်ပိုင်းကဥမာဖြစ်ဖြစ်ရစေးရလိုအပ်နေတဲ့နေရာအားလုံးကိုထိထိရရဆောင်ရွက်ပါတယ် အဲ့လိုဆောင်ရွက်နေကြားတဲ့ကနေကြက်ကုတ်ကြဲဆောင်ရွက်နေတဲ့ကြားတဲ့ကနေပြီးတော့ဘာကြောင့်ကြာတယ်လဲဆိုတော့ကြာဆုံးကိုကျွန်တော်မေးခွန်းထပ်လိုက်ပြီးတော့ကျွန်တော်ရှားခွေလေ့လာကြည့်ပါတယ်လေ့လာကြည့်တဲ့အခါမှာတော့အဲကျွန်တော်သွားတွေ့တာပါလဲဆိုလို့ရှိရင်ဖြူဟာမှုအပြောင်းလဲတွေသွားတွေ့တယ်အဲ့တော့ဒီဖြူဟာမှုတွေစစ်တိုက်ကောင်းရင်သားနဲ့စီရေးအသာစီးရနေတဲ့သားနဲ့ဒီဖြူဟာမှုတွေချက်ချင်းလည်းပြောင်းမလိုက်တာနော်အဲဒါမျိုးကျွန်တော်အနေနဲ့သတင်းချက်လက်တွေထပ်ရလာတယ်အဲချက်ဆက်လက်ပြီးတိလာရတာပေါ့နော်အဲ့တော့ ကျွန်တော်တို့ဘလောက်ကြီးပဲပြောနေပြောနေစီရေးချိန်ခွင့်ရှာကြီးကချက်ချင်းတမဟုတ်ချင်းမှာတပုံကရှုံးတော့မယ်ဟေ့ဆိုလို့ရှိရင်ဘယ်ကဘလို့နှစ်သားတွေတရားမင်းတွေကခုံဆင်းလာပြီးတော့စစ်ပွဲကိုပုံစံဖန်ထင်းဖန်တီးသွားတယ်လို့ဆိုတော့ကျွန်တော်တို့ကမိကုန်းတွေထောက်ထားမဲ့ပုံစံမျိုးတွေဖြစ်လာတော့ဗျာနော်အဲ့တော့အဲဒါကအခုလက်ရှိစစ်တပ်ထဲမှာစောနကျွန်တော်ပြောတယ်လို့သူများကောင်လည်းဖျဲသီးပါလို့လည်းမပြောရဘူးအဲသူ့ဘောက်သူညာလည်းပဲလှုပ်တဲ့ပုံစံတွေကအဲဘလို့ခေါင်းလဲကြိုးကြောင် ဖြစ်နေတာလေကျွန်တော်တို့သွားတွေ့ရတာပေါ့နော်အဲ့တော့ဘာကြောင့်လဲအဲကျွန်တော်ထပ်မေးမယ်ဒါကျွန်တော်နဲ့ကျွန်တော်လိုက်မှာလာနားထောင်တဲ့သူတွေအများစုကအဲပြောမှဆိုရင်တတော်လေးကိုညံ့ညံ့သိမြင်တဲ့ထဲမှာပါတယ်နော်ကျွန်တော်ယုံကြည်တယ်သိလည်းသိတယ်ကျွန်တော်တတော်များများပေါ့ကျွန်တော်မြေပြင်ဆင်းပြီးတော့အဲကျွန်တော်လိုက်ပြီးတော့ပေါ့နော်အဲမိတ်ဆက်ပါလေကျွန်တော်ကျွန်တော်လိုက်ကိုနားထောင်နေတဲ့သူတွေကျွန်တော်လိုက်စကားပြောကြည့်တယ်ပြောကြည့်တဲ့အခါမှာအ ကျွန်တော်သိရှိလာတာပါလဲဆိုတော့ကျွန်တော် live ကိုနားထောင်နေရတဲ့သူတော်တော်များများကပညာရေးချင်းအမြင်နှမ်းမှရှိကြတယ်နော်လူမှုစီးပွားအမြင်နှမ်းမှရှိကြတယ်အဲအသက်အရွယ်အားဖြင့်လည်းကျွန်တော်တို့ demography ကကြည့်မယ်ဟဲ့ဆိုလို့ရှိရင်အသက်30အထက်တော်တော်များတယ်အသက်30အထက်40 50ပတ်ဝန်းကျင်တွေမှာရှိတယ်နော်အဲတချို့အသက်60ကျော်90တန်းထိရှိတတ်ကြတယ်ဒါလူငယ်ပိုင်းတွေနေတယ်ကျွန်တော် live ကိုနားထောင်နေသူတွေကနိအဲ့တော့အဲကျွန်တော်ခု ုံးသက်ချက်အတိုင်းပဲအဲကျွန်တော်ရဲ့အမျိုးတွေပေါ့ဗျာနော်အဲကျွန်တော်ညီကိုမောင်နှမဦးလေးတွေအတော်တွေပေါ့နော်အားလုံးသိကြပါလိမ့်မယ်အဲသုံးသက်ကြည့်ပါဘာကြောင့်မို့လို့ညောင်ကျိုးဒါမျိုးကျသွားလဲဆိုတော့ကိုအဲကိုယ်တိုင်သုံးသက်နိုင်အောင်ကျွန်တော်ဖြည့်ရက်တွေနော်ဟိုအချက်လက်တွေမြေပြင်အခြေအနေတွေကျွန်တော်ထောက်ပြမိသွားပါနံပါတ်1ချက်ထောက်ဖို့ကောင်းကောင်းနိုင်ပါတယ်ထက်ကမဆောင်ရပြီလို့ဆိုတဲ့ခါကျတော့လေစစ်တီအင်အားကအစဒီလေချောင်းပစ်ကူအစုံ drone အစုံ နောက်ထပ်ဒီစက်တက်လေးကြီးအဆုံးတည်တည်ချာချာကိုအထက်ကတည်တည်ချာဆောင်ရွက်စီမံပေးပါတယ်နော်ပြီးတော့ပြည်သူကပါဝင်မှုရှိတာပြည်သူလက်တကယ်ကိုကောင်းပါတယ်ပြည်သူကထမင်းမှလိုက်ကြွေးပါတယ်နော်ထောက်ဖို့လမ်းကြောင်းလည်းချက်ပေးပြီးတော့ဆိုတဲ့ခါကျတော့ပြုနေပြောကျွန်တော်ကြားသိရတဲ့တင်းတွေရဆိုလို့ရှိရင်တို့ရဲ့ဒီပေါ့နော်စေးကူတဲ့နေရာတွေကအစလေရင်နဲ့စော်ထဲတာနော်အဲ့ဒါလေးလည်းတော်တော်လေးကောင်းတယ်ဒီလိုကောင်းနေရတဲ့လျှုပ်ကြက်အပြောင်းလဲတစ်ခုကိုဘာကြောင့်တို့ရောတို့ရောကျွန်တော်လိုက်ရှာကြည့်တဲ့ခါမှာတော့တစ်ခုပဲကျွန်တော်သွားတွေ့ပါတယ် အဲသိရှိလာတဲ့တွင်နေအခြေအနေတွေရဆိုရှင်တော့ပြူဟာမှုတွေစစ်တိုက်ကောင်းတဲ့ပြူဟာမှုချက်ချင်းလက်ငယ်အပြောင်းလဲလုပ်လိုက်တယ်။အဲ့မှာပဲညောင်ကျိုးတစ်ပတ်နေတော့ကြာသွားတယ်။အဲဒါကတော့ညောင်ကျိုးချင်းနဲ့ပတ်သက်ပြီးတော့ဒီကုံမောင်မမများသုံးသက်ကြည့်ပါလို့ပြောချင်တယ်နော်။အဲရခိုင်နဲ့ပတ်သက်လာလို့ရှိရင်အရန်ကိုနတ်ဆိုင်နေဆိုတော့အလကားမဟုတ်ဘူး။အဲ့တော့ဟိုရခိုင်နဲ့ပတ်သက်လာလို့ရှိရင်နောက်ထပ်ပေါ့နော်။ဘာလဲဆိုတဲ့ခါကျငွေကြေးကအေအေကဘယ်ကရနေတယ်လဲဆိုတဲ့ခါကျတော့ဘူးရီစေဝါအကြီးဆုံးနဲ့နော်။ အရှံပယ်ဆုံးလုပ်နေတဲ့ခါကျတော့တော့ငွေကြေးအရန်ကိုအဆင်ပြေပါတယ်နော်အဲ့တော့ငွေကြေးကတနည်းအားဖြင့်ကျွန်တော်အဲကျွန်တော်လက်တံလေးရရှိတာဟုတ်နော်ရှိတဲ့ခါမှာစီးပွားရေးသမားတွေတော်တော်များများကိုကျွန်တော်လိုက်စုံစမ်းကြည့်ပါလားစုံစမ်းကြည့်တဲ့ခါမှာပြည်မကနေပြီးတော့ရခိုင်ကိုရိတ်ခါပို့လာလို့နော်ရိတ်ခါပို့လာလို့ဘာလို့ဆိုတော့ပိတ်ထားတာပိတ်ထားတဲ့ခါကျတော့အဲ့ဒီရိတ်ခါကို အေအေကစုတယ်စုတဲ့ခါမှာဒီသူတို့ပတ်စံနဲ့ဟိုမှာ3စပေး3စ2စ3စလောက်ပေးပြီးဝယ်တယ်ဝယ်တဲ့ခါမှာ100ရရင်200 300ရရခိုင်လုံးမြတ်တယ်အဲ့ဒီခါကျတော့အဲ့ဒီရိတ်ခါတွေကိုအထက်ကိုဟိုဘချမ်းကိုရောက်ဖို့စူးစမ်းနေတာရှိတယ်အဲ့တော့ဒီရိတ်ခါတွေကလည်းသူတို့စီကိုအငြင်းတိုင်းရောက်နေတာဆိုတော့ဒီပေါ့ဒီနေရာမှာလုံနိုင်ကန်ကန်နဲ့ဟိုကျွန်တော်လက်မှတ်တစ်ချက်ထိုးတယ်သူတို့ရဲ့လက်မှတ်တစ်ချက်ထိုးလိုက်တိုင်းမှာသူရဲ့လက်မှတ်တစ်ချက်ထိုးလိုက်တိုင်းမှာကျွန်တော်ဘယ်လိုရောက်သွားနိုင်လဲဆိုတော့ ဂိတ်တွေကိုကျော်ဖြတ်လိုက်ရတယ်။အောက်ခြေမှာဂိတ်ဆောက်တယ်ဆိုတာလည်းဗျာ G1 အဆင့်ဂိတ်ဆင်းမဆောင်ပါဘူး။နော်ဂိတ်ဆင်းဆောင်တာနှစ်ပွင့်လို့သုံးပွင့်လို့နော်ဘိုလို့ဘိုကြီးလို့နော်ပုံမှုတော့အဲ့လိုဆောက်နေမှာဆောက်မယ်နော်။အဲ့တော့တက်ချက်ကြီးလို့ဒီလိုအဆင့်လေးရဆောက်တာပါ။အဲ့တော့သူတို့ဂိတ်တွေကိုဖြတ်တဲ့ခါမှာနော်ကျွန်တော်တို့အထက်အရာရှိလူကြီးများများရဲ့လက်မှတ်များပါလို့ရှိရင်အလိုလိုလေးသွားတာဟုတ်ကျော်ဖြတ်သွားနိုင်တယ်။နောက်တော့ထွေအုပ်လက်မှတ်တွေပါလို့ရှိရင်လည်းကျော်ဖြတ်သွားနိုင်တယ်။အဲ့တော့ ဟိုဘလိုခေါ်မလဲဆိုတော့ရခိုင်စစ်သေးကြတဲ့ပုံအေးကိုတိုက်တဲ့စစ်ပွဲမှာဘာကြောင့်ပို့ဒါမျိုးလိမ့်နေရလဲဆိုရှင်ငွေကြည်စံတွေကပို့ပြီးတော့ထက်နေတာလို့ကျွန်တော်သိရတယ်ဗောနော်အေးကစစ်တိုက်တော်လားဆိုတော့ဘာလို့ဘာမှတိုက်တဲ့ကောင်တွေမဟုတ်ပါဘူးနော်ဟိုဘလိုခေါ်မလဲဆိုတော့တခုပဲရှိတယ်အေးအေးမာကတော့အားလုံးကဒီအောက်ကဒီကြည်စံထက်စားလို့ရှင်ငွေကြည်စံကပို့ပြီးတော့ကျွန်တော်ခင်ဗျားတို့ပုံလင်းပြောရမြခင်ဗျားတို့လည်းဒီပဲပခုံးတစ်ဖက်ချာတို့ကောကောင်းပေါက်တာဟုတ်လား ကျွန်တော်ကလည်းတနက်ပဲကြိုင်တာကျွန်တော်လည်းတနက်ပဲကြိုင်တာအဲပုံစံမျိုးပေါ့ဟိုနှစ်ဖက်ကြည့်မယ်ဆိုရင်အဲ့တော့တနက်ကလက်ညှိုးကွင်းကြည့်ထွက်မှာပဲစစ်တင်တန်းဆိုတော့တင်းရှင်းရှားတင်လာတာအေးအေးဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်တာနှစ်ပတ်သုံးပတ်လောက်နဲ့တင်တန်းစင်းပြီးထွက်လာတယ်ကောင်းတယ်နော်ငွေရစီသုံးလို့တာလည်းသူတို့ဟိုဒါမျိုးယူးမှုမှုတိုက်နိုင်နေတာဖြစ်တယ်အဆောလို့ကျွန်တော်ကဘာမှရှုံးစရာမရှိတဲ့စစ်ကိုနော်ရှုံးလာတယ်ဆိုတာကတော့ကျွန်တော်တို့ဒီ ဒီငွေကြီးစံတွေများလားဆိုတော့ဒါကျွန်တော်မဆွဆွဲဘူးเนาะသို့ပါတော့ညာလည်းပဲဒီမေးခွန်းဟာမေးတင်တယ်ဖယဲသီးလားဒါမှမဟုတ်ရှင်နေစွမ်းနာကကျွန်တော်ပြောတယ်အေးအေးကဒီမွေးစီဝါနဲ့ငွေကြီးတွေရတယ်ဒီငွေကြီးတွေကနေပြီးတော့အာနာရှိလုံနိုင်ကင်တဲ့သူတွေအားလုံးစီငွေကြီးစီရောက်တယ်ရောက်တဲ့အခါမှာတော့ဒီလုပ်ငန်းဒီလောကကိုစားကျင်နိုင်တဲ့များစားလို့ရအောင်လမ်းကျော်ကြီးကိုစီမံဆောင်ရွက်နေတယ်လို့ကျွန်တော်တို့ကတော့အသုံးသတ်တယ်ပေါ့ဗျာနော်အဲ့တော့ဝိုင်းဝင်းသုံးသတ်ကြပါကျွန်တော်ဆန္ဒပြောသလိုကျွန်တော် like ကိုကြည့်တဲ့သူတွေတော်တော်များများက ညံညံသိမ်းမြင်းတဲ့သူတွေပါပါတယ်ဒီမှာဥပမာဖြစ်ဒီကျွန်တော်တို့ဟိုဆဲဆူနဲ့ပေါက်ခဲ့ရဆိုတာကျွန်တော်တစ်ခြားဟိုဘလော့ခေါမလဲမဲခွဲလိုက်လို့ရှိရင်ဆဲရောက်တော့မပြေပါဘူးเนาะအဲကြောင့်မလို့သူတို့ဆဲရလေးအောင်လွှတ်ထားပေးလို့ရဘာမှမဖြစ်ဘူးအဲ့တော့အဲ့အလေးကိုနံပါတ်1တစ်ချက်နေနဲ့ကျွန်တော်သိစေချင်တယ်เนาะအဲ့တော့ဒီနေရာမှာထပ်ပြီးတော့ကျွန်တော်တို့ကြည်တာပေါ့ဒီမက်အီမင်းနုံလန်းလို့เนาะအဲဘလော့ခေါမလဲမင်းတုံးမျိုးနဲ့ကျွန်တော်တို့မက်အီအဲ့လန်းကြောတွေအဲ့ကနေပြီးတော့ပကိုးကိုဆက်တဲ့လန်းနေနောက်ဆုံးပိတ်ပေါ့ဗျာเนาะ ျွန်တော်ဆက်ပြီးသိရှိလာတာတွေကလေငါတို့ကဘု து အမျိုးပါဆိုတဲ့ပုံစံမျိုးပေါ့ဥမာဖြစ်ငါတို့ကဥမေ online မိမဘု து လဲဒေါ်ဂျီဂျူလာထင်ပါဒေါ်ဂျီဂျူလာအမျိုးกว่าဆိုပြီးတော့ရိတ်ခါတွေတည်နေတဲ့အချိန်တည်ွားတာတွေရှိတယ်လို့ကျွန်တော်တို့ကကြားသိရအောင်ဆိုပြီးငါတို့ကသူ့အမျိုးသူ့အမျိုးဆိုတဲ့ခါကျဘာမှမထီးရမထီးရခါကျဘယ်မှာရိတ်ခါကိုရောက်သွားပြန်အဲ့တော့အေအေကရိတ်ခါတွေဘယ်ကရမှုလဲစဉ်းစားစရာဖြစ်တယ်နော်သူတို့လမ်းကြောတွေ ထောက်ဖို့လမ်းကြောတွေဖြတ်တောက်ခြင်းမရှိတာလဲဘာကြောင့်လဲဒါစဉ်းစားကြရတယ်ဖြစ်တယ်နော်အဲ့တော့ဒီစစ်ပွဲတစ်လျှောက်မှာဘာကြောင့်မို့လို့ဒါမျိုးတွေဖြစ်နေရလဲဆိုတော့ကျွန်တော်တို့အခုသုံးသပ်လို့ရတာကတော့အေးအေးတိုက်ပွဲဝင်တိုက်ရိုက်ခိုက်ရိုက်ကောင်းလို့ဆိုတာလုံးဝကျွန်တော်ယုံကြည်မရှိပါဘူးအဓိကအဓိကဘာလဲဆိုလို့ရှိရင်တော့ဒီငွေကြီးစံတွေပါပဲညောင်ကျိုးပါဗျာနော်စီးအตาစီးတော်ရသွားသေးတယ်ကျွန်တော်ကျွန်ထွက်သွားတယ်နောက်ဆုံးပြန်ငွေရာတိကိုပြန်ပြီးတော့ကျွန်ထွက်သွားတာစစ်ကစစ်တက်ကနော် ဲ့လောက်ကြီးကျွန်ထွက်သွားတာကိုဟုံးတိုင်းကျသွားတယ်ဆိုကျွန်တော်သူ့လောသူ့လောပေါ့နော်ဘယ်နေရာဘယ်နေရာလိုက်ချာကျွန်တော်ဆုံးပိတ်တော့ပြစ်ချက်လေးတစ်ခုတော့သွားတွေ့တယ်ဖြူဟာမှုတွေချက်ချင်းလဲပလိုက်တယ်စေရေးအသာစီးရတဲ့အချိန်မှာအဲ့အားလေးကျွန်တော်သွားတွေ့ရတယ်ပေါ့နော်ဒါလက်ရှိအချိန်နေဒါဟုတ်ပြီနောက်ထပ်သူတို့စီရိတ်ခါကလည်းသူတို့မွေးရစီနဲ့ရတဲ့ငွေကြေးတွေကဘာလို့ခေါမလဲဆိုလို့ရှိရင်သူတို့စီရိတ်ခါကမဖြတ်နိုင်သေးရွမဖြတ်နိုင်သေးရွကတော့ တို့မှာလက်နက်စက်ရုံမရှိဘူးဗျာကြည်စံစက်ရုံမရှိဘူးဗျာနော်ဒီလိုမျိုးပြစ်ဖို့ကြည်စံစက်ရုံမရှိဘူးဒီကြည်စံတွေကတော့ဘယ်ကသွားနေတာတစ်ခါကွန်မန့်လေးတစ်ယောက်ရေးသွားပါငကျင်းစီနဲ့ငကျင်းပြန်ကျော်သွားတယ်ဆိုတဲ့ပုံစံမျိုးတွေအထိကျွန်တော်တို့ဒါသုံးသပ်လို့ရတယ်ပြီးတော့အဲ့တော့ငွေကြေးတွေနဲ့ကြည်စံဝယ်နိုင်တယ်လက်နက်ဝယ်နိုင်တယ်ရိတ်ခါဝယ်နိုင်တယ်ဒီငွေကြေးတွေကဘယ်ကရတယ်ဆိုရှင်တစ်ခါပြအေအေကနေပြီးတော့အမွေးရစီတွေရောင်းလုံးဆိုပြီးတော့တော့မိတာနည်းတာမဟုတ်ဘူးလေပြည်ရတဲ့ချီရဲ့ တန်ကြီးတွေမိတာဟုတ်เนาะအဲ့တော့ဒီငွေရစီတွေကိုလုပ်နေတယ်ငွေရစီနေတယ်ဒါအဲ့တော့အဓိကတော့ငွေကြီးစံတွေလို့ကျွန်တော်တို့သုံးသပ်လို့ရတယ်အဲနောက်တစ်ခုအနေနဲ့ကတော့အဲစစ်တက်ထဲမှာဒီငွေကြီးနဲ့စစ်ဟိုဘယ်လိုခေါ်မလဲဆိုဖျဲသီးတော့မဟုတ်ဘူးတော့ဗျာเนาะမိမိရဲ့ကိုဂျိုးစီးပွားကိုအဓိကထားနေတော့အရာရှိလူကြီးမင်းတွေတော်တော်ပေါ်တယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ်ဒီရာရှိလူကြီးမင်းနေဘာကြောင့်မို့ဒါမျိုးငိုင်းနေဒါမျိုးထိုင်နေဒါမျိုးဆက်လက်ပြီးတော့ပဲဗျာနော် ဒီငွေကြေးတွေကိုငွေကြေးပဲရှာနေလဲဆိုလို့ရှိရင်တော့ဒါကတော့စက်တက်ဘိုင်းနဲ့ဆိုင်နေပြင်ဆင်ရမှာဒါကျွန်တော်အနေနဲ့ဒီစက်တက်ဘိုင်းထောက်ပြမှုကိုကျွန်တော်ဒီနေ့မလုပ်ပါဘူးကျွန်တော်အနေနဲ့အဓိကဒီနေ့လုပ်သွားမှာတော့ဘလိုမျိုးဒီဖရဲဒီပေါ့ဖရဲဒီပုံစံမျိုးပေါ့ဗျာနော်ကိုဂျိုးစီးပွားကိုအဓိကထားတော့စစ်ခေါင်းဆောင်တွေများနေသလားမများနေသလားဆိုတော့ကျွန်တော်ခုသုံးသပ်ပြနေခြင်းဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီအဒါကလည်းတစ်ဆင့်အဲ့တော့ AAC ကိုရိတ်ခါတွေကဘယ်ကသွားနေလဲဆိုရှင်တော့ ကျွန်တော်စစ်တက်ကပဲသွားနေတာလို့ကျွန်တော်သုံးသပ်လို့ရတယ်။ဘာကြောင့်လဲဆိုတော့အကျောင်းနံပါတ်တရောင်ပြောပါဦးနော်။အဲဘယ်လိုဟောမလဲဆိုလို့ရှိရင်ရှိတယ်ခု AA ကို AAC ကိုရိတ်ခါမသွားရဘူးကြော်လို့မရပါဘူးပေါ့နော်။အဲအဲ့လိုမျိုးရှိတယ်။ထားပါတော့ AA ကသူတို့ရိတ်ခါဝင်ပေါက်ပဲရရှိနေဆိုလို့ရှိရင်ကျွန်တော်တို့ဒီမင်းတော်မကွေးဘက်ကဝင်ပေါက်ရှိမယ်နော်။ ဒီဘင်္ဂလားဒေ့ရှ်ဘက်ကဝင်ပေါက်ရှိမယ်အိန္ဒိယဟိုပလောဝဘက်ကနေပြီးတော့ဝင်ပေါက်ရှိမယ်အဲပလောဝဘက်ကနေအောက်ကိုဆင်းလာဖို့ဆိုတာလည်းတော်တော်လေးခက်ခဲပါလေနော်နောက်ထပ်ဘင်္ဂလားဒေ့ရှ်ဘက်ကလာဖို့ဆိုတာလည်းဘင်္ဂလားဒေ့ရှ်ကမြန်မာပြည်ကဆန်နေပါလေဝယ်နေရတဲ့အခြေအနေမျိုးရှိတယ်နော်အဲ့တော့တောင်ဘက်ကနေထောင်တက်သွားဖို့ဆိုတာလည်းကျွန်တော်တို့ဒီချောင်းရွှေတောင်ရံတို့ဘက်ကထောင်တက်သွားဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးကွာဘက်ကနေကြော်ထက်သွားဖို့ဖြစ်နိုင်ဟုတ်လားပြီးတော့ဟိုဘက်ကလာမယ်ဟေ့ကျွန်တော်အနောက်ဘက်ကဆက်လာမယ်ဟေ့ဆိုလို့ရှိရင်တော့လည်းပါလေကျွန်တော်တို့အေးအေးကျွန်တော်ရခိုင်ပြည်နယ်ရဲ့အခြေအနေပေါ့ အကိုးဘက်ကစိတ်ခါဝင်ဝင်မဝင်ရင် မကွေးဘက်ကဝင် ARV ဘက်ကနေပြီးတော့ဝင်ဝင်နော်ဒီသုံးလမ်းဝင်လို့ရမယ်ဟိုမြောက်ဘက်ကချင်းပြီနဲ့တော့တော့ငတ်နေတာဟုတ်ပလားအဲ့ဘက်ကနေဆင်းလာဖို့ဆိုတာလည်းမလွယ်ဘူးအဲ့တော့ဝင်ပေါက်ကဘင်္ဂလားဒေ့ရှ်ကနေနော်စစ်တွေကြောက်ဖြူစစ်တွေကြောက်ဖြူဆိုတာတော့စစ်တပ်ကအခုထိန်းချုပ်ထားတဲ့နေရာလေးဖြစ်တယ်အဲ့တော့အဲ့ဒီကနေဝင်မယ်ဟေ့ဆိုလို့ရှိရင်တေချာလေဒါစစ်တပ်ကနေပြီးတော့ရိတ်ခါအေးအေးကိုပြန်ပို့ပေးနေတာပဲဖြစ်တယ်